ဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့မြောက်ဦးဓမ္မစင်တာတိုကျိုရဲ့တတိယအကြိမ်မြောက်စူပေါင်းမဟာပုန်ကထိန်အောင်ပွဲကိုမနေ့ကနိုဝင်ဘာလ30ရက်2ဒေါ်လာဇန်17ရက်နေ့မနက်ပိုင်းမှာအဲ့ဒီဓမ္မစင်တာမှာကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲကိုဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့မြောက်ဦးဓမ္မစင်တာကိုရောက်ရှိတော်မူနေတယ်။မြောက်ဦးဆရာတော်ဖရာကြီးဗဒနာဝါယာမီတာကိုအမှုပြုပြီးတော့မြောက်ဦးဓမ္မစင်တာကဥဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ိုချိုမျိုးအတွင်ရခိုင်မင်္ဂလာစီတော်တီးပြီးကထိန်လှစ်လေခဲ့ကြသလိုမြောက်ဦးဓမ္မစင်တာအတွင်နင်းပန်ဈေးကိုပါထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။မြောက်ဦးဆရာတော်ဖရာကြီးရဲ့နိုင်ငံတကာခီးစဉ်တွေကြောင့်ကထိန်လရာသီဖြစ်တဲ့တစောင်းမုံလကျော်လွန်ပြီးမှဆရာတော်ကြီးရဲ့လမ်းညွှန်မှုနဲ့လိုရတဲ့အတွက်အခုပွဲကိုကထိန်အောင်ပွဲလို့ခေါ်တဲ့အကြောင်းတိုချိုမျိုးကမြောက်ဦးဓမ္မစင်တာမှာတည်င်းသုံးနေထိုင်တော်မူတဲ့ ဦးစင်ယတဓမ္မကနရင်စရာကို ရှင်းပြပါရယ်ကထိန်လားမဦးစင်ကကထိန်ပန်ကန်ကိုစာတော်ပန်ကတော်ဒီပါမီရဲ့ကျောင်းရအာဇာတသိမ့်မှာကထိန်ညှဲထားရဲ့လို့ခေါ်ရယ်ကထိန်ညှဲတဲ့အနေနဲ့ပန်ကန်ကိုညှဲထားရယ်ပြီးတော့စာတော်ကြီးရဲ့နိုင်ငံတကာခရီးစဉ်ရခါခေကြောင်းရာကအခုစိမ့်မှရတော့ဒီနေ့တရားခါမှာကထိန်အောင်ပွေးဆိုပြီးကလှုပ်ဆော့ဖိုက်တယ် အောင်ပွေးစေအထိမ်မဲ့ကတထိန်လားမှလုံးတော့မဟုတ်တဲ့တော့ ਨੇ ဇာတော်ကြီးရဲ့ခရီးစဉ်အခါကြောင်းအရှိန်ကျော်လင်လကားပြေလုံးတဲ့တော့အောင်ပွေးလို့ခေါ်ဆိုပါ။ဘာနေလာယနေ့ရေကိုမြင်ပြအရင်ကခရီးရတဲ့ငယ်ဆက်ကလူတန်းပွေးအဲ့ဒီကထိန်ပွဲမှာမြောက်ဆရာတော်ဖရာကြီးကအမှုမော်ဒနာတရားတော်ကိုဟောကြားပြီးတက်ရောက်လာသူတွေကနိုင်ယူခဲ့ကြပါတယ်။ပင်းဖိတ်ထားတဲ့တန်ဃာတော်တွေကို နဝကမအလှငွေတွေကတ်လူပြီးပြူပြူသမျှသောကုသိုလ်ကောင်းမှုတွေအတွက်ရေဆက်သွန်ရှာအမျှပေးဝေခဲ့ကြပါတယ်။အဲ့ဒီကတိအောင်ပွဲကိုဂျပန်ရောက်ရခိုင်တွေအပြင်တခြားတိုင်းရင်းသားတွေပါစုစုပေါင်းလူဦးရေ300လောက်ဖိတ်ကြားခဲ့ပေမဲ့ကုသိုလ်ယူဖို့အတွက်လူဦးရေ1000လောက်အထိတက်ရောက်ခဲ့တယ်လို့သိရပါတယ်။မြောက်ဆရာတော်ကြီးနဲ့တကွဆရာတော်တန်ခါတော်တွေကိုနေစွန်ဆက်ကတ်လှူဒန်းပြီးကြွားရောက်လာတဲ့အပရိသတ်တွေကိုလည်းထမင်းနဲ့စတူဒီတာမုံတွေနဲ့ တခင်ကျွေးမွေးခဲ့တယ်လို့ဆိုပါရယ်အခုမရဘူးစာတော်ကြီးလဲစာတော်ကြီးခေါ်လာတယ်ရှင်မကထင်ကလာကထင်အခါကျွန်လွန်လခကြီးလဲတော့ကထင်ညက်တယ်လို့ခေါ်ဘာသာရေးဝဟရမှာတော့ကထင်ညက်တယ်လို့ခေါ်တယ်လို့ထောင်းပါရယ်အဲစာတော်ကြီးရဲ့အစီအမံနဲ့ကြောင်းပါကောင်းဖိုက်ပါရယ်ဂျပန်ကိုရောက်နေခဲ့တဲ့ရခိုင် community ကစစေးလုံးလုံး pressure ရှာရယ်အော်ဇာပဲလုံးလုံးဘာသာရေးပဲလုံးလုံးလူမျိုးတွေပဲလူမှုတွေပဲလုံးလုံးအမျိုးသားတွေကိုပဲလုံးလုံး ဟိုဇာရီမဆိုကိုရောကဟိုစစေးလလုံးညင်ညွန့်ရဲနဲ့အဲပူပေါက်ပေါင်ပေါင်ငယ်ဘုကောအားလုံးကိုတတွင်နှုတ်ဆော်ချင်ပါတယ်။မြအုဒမစင်တာအတွင်းကထင်အောင်ပွဲကျင်းပပြီးတဲ့နောက်တရားပွဲတွေကိုလည်းဆက်လက်ကျင်းပခဲ့တယ်လို့သိရပါတယ်ရှင်။ကျမအင်မြတ်ခိုင်ပါ။